အားလုံးမင်္ဂလာပါရေဝချမ်းလေးမှာပြန်လည်ကျူစလိုက်ပါတယ်ဒီကနေ့နိုဝင်ဘာ9ရက်နေ့ဒီကနေ့မှာမင်းအွန်လိုင်းရဲ့အောက်လုံးတွေအကြောင်းကိုကျွန်တော်ဖော်ထုတ်ပေးသွားမှာပါဘလောက်တိတော့အောက်တန်းကြလဲဆိုတော့မြေပြင်မှာစစ်ရှုံးနေတဲ့မင်းအွန်လိုင်းဟာအရခတ်တော့အေးအေးခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုလှုပ်ကြံဖို့အတွက်အသေးစိတ်ပြင်ဆင်ရေးဆွဲထားတယ်ဆိုတဲ့အကြောင်းတွေကို ကျွန်တော်ဖော်ထုတ်ပေးသွားမှာဖြစ်ပါတယ်ဘယ်လိုလူတွေကို तू အသုံးပြုမှာလဲနောက်တဲ့ဒင်ကူကလက်ရှိကျွန်တော်တို့မြန်မာနိုင်ငံဟာကြားဖြန့်တွေရဲ့ဗီဇာပင်ဖြစ်နေတာပါဒါကလည်းကျွန်တော်ရဲ့မိသားစုဝင်တွေကြားတိပီဖြစ်တယ်ကြားဖြန့်တွေကိုဘယ်လိုနေနေမှာလဲပဲပြောပြောဘယ်လိုဖြန့်ပါလဲပြောပြောခဏမြန်မာနိုင်ငံနဲ့ကျွန်တော်တို့အရှိတအအရှမှာအကြီးမားဆုံးခြေကိုရယူထားတဲ့ကြားဖြန့်လုပ်ငန်းစု ခေါင်းဆောင်တွင်နဲ့လုပ်ငန်းနိုင်ငံကျွန်တော်တို့မြန်မာနိုင်ငံအတွင်းထဲပါပဲရှိနေဇဲပါလှုပ်လဲလှုပ်နေဇဲပါလိန်လဲလိန်နေဇဲပါခုရေးကြည့်ရတရုတ်ခေါင်းဆောင်ပိုင်းအချို့ကိုမြန်မာနိုင်ငံသားမှတ်ပုံတင်တဲ့မြန်မာနိုင်ငံသားပတ်စပို့ချက်ချင်းနေချင်းပြီးထုတ်ပေးပြီးတော့အခြားနိုင်ငံတွေကိုလေရင်တွေနဲ့ ထွက်ပြေးဖို့ဘူပေါင်းကူညီလှုပ်ဆောင်ပေးနေတဲ့မအားလနဲ့လာဝကပေါင်းပါတိုက်ချောင်းကိုပါကျွန်တော်ရဲ့မိသားစုဝင်တွေကြားသိရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုအရန်ကိုအရေးကြီးပါကျွန်တော်မိသားစုဝင်တွေတိုးချင်းစတိုင်ဝင်ကြီးစုပေးဖို့လေးစားစွာဖိတ်ခေါ်ပါတယ်။ပရမောက်စွာအတိပေးစရာတစ်ခုရှိပါတယ်။အဲ့ဒါကကျွန်တော်ရဲ့ရဲဘော်ရှမ်းလေး Telegram channel က log out ဖြစ်သွားပါမယ်ဆိုတော့ကျွန်တော် login ပြန်ဝင်ဖို့အတွက်ကျွန်တော်ရဲ့ဖုန်းနံပါတ်မူရင်းနဲ့ login ပြန်ဝင်စူးစမ်းနေတယ်ဒါပေမဲ့အဆင်မပြေသေးပါဘူးမကြမ်းမကြမ်း log out ဖြစ်တာကိုတော့ကျွန်တော်ကြုံတွေ့ခဲ့မှုပါတယ်ဒီခါ log out ဖြစ်တာကကျွန်တော်ရဲ့ဒါ main channel နဲ့ဒီအဲ့ဒီ channel ကိုဖွင့်တဲ့ official ဒီအာ account ကပါ delete ဖြစ်သွားတဲ့ပုံစံမျိုးကြုံတွေ့နေရတာပါအဲကျွန်တော်အခု Telegram ကျွန်တော်တို့ Sporting ကိုလည်းပဲ ဒါမေးပို့ပြီးတော့ကျွန်တော်အဲ owner ဖြစ်ဖြစ်တဲ့အကြောင်းကျွန်တော် report တင်ထားပါဗျာအဲပြန်အဆင်ပြေမလားအဆင်မပြေလားဆိုတာကတော့50 50ပါပဲဘာလို့ဆို Telegram ကတည့်အတိုင်းပဲလေ channel ကကဘာကြီးမှာတော်တော်လေးဒါဟိုဖြစ်နေတာအောင်မြင်နေတာဒါပေမဲ့အဲသူတို့ team လို့လို့ပုံကနှိကွေးတယ်လို့လည်းကျွန်တော်တို့ကြားသိထားပါတယ်ဒါကလက်ရှိပေါ့နော်ကျွန်တော်ရဲ့အခက်ကလေးတစ်ခုကိုကျွန်တော်မိသားစုဝင်တွေကိုပြမဥစ္စာဖော်ပြနေခြင်းဖြစ်ပါတယ်ဟုတ်ပြီ မင်းအောင်နိုင်ဟာတကယ်ကိုအောက်တန်းစားပါ။ဒါကြောင့်လည်းပဲမျိုးသမီးကိုထမိန်ဟိုကျွန်တော်တို့မီယိုတောင်စန်းစွတ်ကြီးကိုဖမ်းချုပ်ထားတယ်ဆိုရဲကဒီကောင်ဘလော့တိအောက်တန်းကြလဲဆိုတာကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။ပြီးတော့ကျွန်တော်တမလာကြီးကိုလည်းပဲဒီနေ့အချိန်ကြီးကဘာကြီးကဘလို့ပဲပြောပြောသူတို့တွေအချုပ်ထဲထည့်ထားစေပါ တော့အောက်တန်းကြတဲ့ကောင်ထပ်ပြီးတော့အောက်တန်းကြဖို့လည်းရှိနေပါတယ်အဲ့ဒါကတော့အကတက်တော့ AA ရခိုင်တကူရခိုင်သားတွေအလုံးလေးစားတန်ဖိုးထားရတဲ့ဘုရားထုံးမျက်နိုင်ကိုလှုပ်ကြံဖို့အတွက်မင်းအောင်လှိုင်ကစနစ်တကြစီအမံနေရေးဆွဲထားပြီပါသူရေးစားထားတဲ့အစီအစဉ်တွေကဘုရားထုံးမျက်နိုင်နဲ့ အာခတ်တော် AAULE ခေါင်းဆောင်တွေကိုလုံးကြံတက်ဖြတ်ဖို့ဖြစ်ပါဂျိုင်းအဖေကိုကျွန်တော်ရဲ့ရခိုင်ဒူရခိုင်သားညီကိုမောင်မတွေ sharing ပြန်လုပ်ပေးဖို့ကျွန်တော်ဒီကနေပြီးတော့မေတ္တာရက်ခံလုပ်တယ်ရခိုင်ကိုထိရင်ကျွန်တော်တို့ထိရတဲ့အတူတူပါပဲလက်ရှိကျွန်တော်တော်မှန်ရေးကာလာတော့ရှောက်မှာတိုင်းရင်းသားတွေတွေမှာအာခတ်တော် AA ရဲ့ပြတ်သားတဲ့ အကြံဖတ်စစ်ခွေးတက်ချေမုန်းတဲ့ပုံစံတွေသူရဲ့စစ်နီးပြူဟာတွေသူရဲ့ဥဆောင်မှုအရေးချင်းတွေပြီးတော့ရခိုင်သူရခိုင်သားတွေရဲ့စီလုံးညီညွတ်မှုအခြေအနေတွေကကျွန်တော်တို့အတွက်ကတော့အမခံပါကျွန်တော်တို့ကနေဒီနေ့အချိန်ထိ jewelry aa လို့မျိုးကျွန်တော်တို့မလုပ်ပြနိုင်သေးဘူးဝန်ခံပါတယ်ကျွန်တော်တို့အတူယူနေစေကျွန်တော်တို့တင်ယူနေပါစေကျွန်တော်ရဲ့နီးပြတင်နေမှုဟာ အခတ်တတော် AA ပါကျောင်းပိုက်ခတ်ရေးဆရာတွေကရခိုင်နေဖြစ်ပါတယ်ရခိုင်ရဲ့တင် जा ပူချမှုကိုခံယူရင်းနဲ့ကျွန်တော်လူတော်လိုက်ရေးအပေါက်ပွားလာတဲ့ရဲဘော်တယောက်ဖြစ်တယ်ဒါကြောင့်ရခိုင်ကိုထိရင်ကျွန်တော်ကိုထိတာ ਨੇ အတူတူပဲအခတ်တတော် AA နဲ့ ULA ဘုသူထွမြတ်နိုင်တဲ့ခေါင်းဆောင်တွေကိုထိရဲဆိုရင်တော့ကျွန်တော်ကိုထိတာ ਨੇ အတူတူပဲလို့ဆိုတာပါကျေဘလိုဘလိုပဲပြောဆိုပါစေကျွန်တော်ကရခိုင်နဲ့တူတူရှိတာ ကျွန်တော်ခိုင်းအတွက်ကျွန်တော်ကျေးဇူးပြန်ဆက်ဖို့အခွင့်အမြဲတမ်းမျှော်လင့်နေတာပါကျွန်တော်စစ်မြေပြင်မှာအတူတူလုပ်တည်လုပ်ခဲ့ပူးတယ်အခုအခက်တက်တော့အေအေနဲ့ရခိုင်ခေါင်းဆောင်တွေကိုမင်းအောင်လှန်ကလုံကြံတက်ဖြတ်ဖို့ပြင်ဆင်ထားပြပါသူရဲ့ပြင်ဆင်ချက်တွေကိုကျွန်တော်အသေးစိတ်ဖော်ပြလို့မရသေးပေမဲ့ သူဟာအဓိကအားဖြင့်သူ့လိုဒလန်တွေကိုအသုံးပြုပြီးတော့ကျွန်တော် agent spine တွေနဲ့ကျွန်တော်ထောက်လန်းရေးကိုအထူးပြုပြင်ဆင်ထားပြီးဖြစ်တဲ့တဲတီစိတ်ဝင်ပြီးတော့ ULA ရဲ့ခေါင်းဆောင်ပိုင်းတွေဘုကျုံထွမြင့်နိုင်ရဲ့ location ရဖို့အတွက်သူတို့တွေနောက်ဆုံးပြစ်မှတ်ထားတာဖြစ်တယ်။မြေရင်မှာရှင်းလင်းနိုင်မဲ့အခြေအနေတွေကိုသူတို့တွေပုံဖော်ပြီးတော့စီစဉ်နေကြတယ်လို့ လူကြီးရှင်းတဲ့ point တွေအညွှန်းရသွားရင်တင်းနေရရသွားရင်အဲ့ဒီနေရာကိုအမှုန့်ချိတ်ဖို့လဲသူတို့တွေပြင်ဆင်ထားတယ်လို့လဲသိရှိထားတာဖြစ်ပါတယ်အနည်းအချိန်ထိရလေအေအေကိုဒူးထောက်ရှုံးပေးနေရတယ်ဆိုတာမင်းအောင်လှိုင်တဲ့လက်ရှိ standard army ချင်းညာတပ်ပါဆိုတဲ့စစ်ဘုံချုပ်တွေအကုန်လုံးဝန်ခံထားရတာလက်ခံထားရတာ ဘာကြောင့်ကျွန်တော်အဲ့ဒီစကားပြောတာလဲဆိုတော့အရခတက်တော့အေးအေးစစ်မြေပြင်ကိုဘယ်ခွေးမှရှည်တမ်းမထွက်ချင်အရာရှိအပါဝင်တစ်ချက်ကြီးစီကျူကြီးတွေအောက်ခြေခွေးသားတွေပါအပါဝင်ဂျွဲလီအိမ်နဲ့ထိစက်နေမီနော်အဲ့ဒီနေရာကိုရှည်တမ်းပို့မယ်ဆိုတာနဲ့ထွက်ပြေးဖို့အစင်းနဲ့ပြင်ပြီးသားနောက်ကမိသားစုဝင်တွေကလည်းစစ်ခွေးတန်းလျာမှာထုတ်ဖိုးတွေပြင်ဆင်ပြီးသား ငါတို့ထွက်ပြေးဖို့ခွင့်မရဘူးဆိုရင်တော့မိုးဟင်းကအရေးကြကြချက်ဖို့ပြင်ဆင်ထားနေရတဲ့သူတို့ရဲ့ဘဝဘလို့ပဲ ULA အေကိုထုံးညက်တာဘလို့ပဲထုံးနဲ့ထုံးနဲ့ဘကန်သူကန်သားရဲ့စီလုံးညညမှုအာဂါရဲ့ညမဆုံးစိတ်တွေကိုပေါ်ပြနေတဲ့ဂဏိကာလဂဏိအောင်ဝဲရယူနေတဲ့အချိန်မှာသူတို့တွေရခိုင်ရဲ့စီလုံးညညမှုကို ဘာသာရေးနဲ့တွေးခွဲတယ်လူမျိုးကြီးနဲ့တွေးခွဲတယ်ပြီးတော့ရခိုင်ရခိုင်အချင်းချင်းတွေးခွဲကြတယ်တကယ်တော့ရခိုင်ညတကယ်ကိုထိရှိထိလဲရှာလွယ်တဲ့နေရာအာကျွန်တော်တို့ခိုးဝင်မျိုးစုံတွေနဲ့နှစ်ပေါင်းများစွာအမြင့်တွယ်နေတဲ့လူမျိုးကြီးဘာသာကြီးအများကြီး ဒါတွေကို ULA အေးအကောင်းဆုံးတော်နိုင်ရင်းနဲ့တော်နိုင်နေခြင်းနဲ့အချိန်တည်းမှာပဲဆောင်ရွက်နေတာကျွန်တော်တို့အားလုံးမြဝါထစ်တွေမြင်တွေ့နေရပြီဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့မိသားစုဝင်တွေဘုရားဖုံးမြတ်နိုင်ဟာကျွန်တော်နိုင်ငံရဲ့ Federal Democracy ရဲ့အလားအလာအကောင်းဆုံးသောခေါင်းဆောင်ဖြစ်တယ်ကျွန်တော်မျှောက်ပြန့်ပြောနေတာမဟုတ်ရေဝရှန်လေးမီဂျူအလီအေနဲ့ သူတို့ရဲ့စစ်တင်နှန်းကိုမင်းတက်ခဲ့ဘူးတယ်ဆိုတော့မောင်ဆောင်ခဖြည်လူမျိုးပဲဖြည်ရမှာဖြစ်ဟုတ်ပါတယ် ULAAA တပ်ဖွဲ့ဝင်းတွေတင်ကြားတဲ့စစ်တင်နှန်းကိုတက်ခဲ့ရသူတို့ ULAAA ကျွန်တော်တို့ရဲ့ဆရာတို့ရဲ့တင်နှန်းဆရာတို့ရဲ့အပြစ်ပေးအရေးယူခြင်းကိုလည်းခံခဲ့ဘူးတဲ့ရေပေါ့ကျွန်တော်ရဲ့တင်မနှစ်ဖက်မှာ ULAA ကရိုက်ထားတဲ့တင်ကြားရင်းနဲ့ကျွန်တော်တို့အပြစ်ကျူးလွန်မိလို့ ဆုံးမထားတဲ့ဒဏ်ရာလေးတွေရှိကြပါတယ်။ကျွန်တော်ထွေးစားကန်ဒီကျွန်တော်တန်းစီရတယ်စနစ်တကျအချိန်နဲ့တပြေးညီအချိန်နဲ့ထွေးစားရတယ်။ကျွန်တော်တို့မနေ့9နာရီတည်းကစစ်တင်တဲ့တက်အေးတက်စုကြီးကအောက်လိုက်ကြီးလက်ထဲမှာအပြန်စားလို့ရှိတယ်။ဝစစ်ပိတ်နေကြိုင်တာလား။နားရောက်ကြရင်ဖောင်းဒါမှမဟုတ်တစ်ချက်မှမဆဲဘူးသူတို့ တစ်ချက်မှမျက်နှာမပြတ်သွားဘူးလက်စုံမှုဆိုကျွန်တော်တို့အရှိကမဟုတ်တော့ချိန်လုံးထိုင်နေတယ်ကျွန်တော်တို့လေ့ကျင့်နေတယ်ကျွန်တော်တို့တို့ခိုင်းဝါရတာပဲမဟုတ်ဘူးကျွန်တော်တို့လည်းသားလည်းရှိနေတာအမြဲတမ်းကျွန်တော်မကြမကြထုတ်ပေါ်ပြောဆိုတတ်ပါတယ်တည့်ရမှာကျွန်တော်နောက်ကျသွားတယ်အဲ့တော့ကျွန်တော်တို့အဲကျွန်တော်ကဒုတိယမြောက်ပေါ့နော်ဒုတိယမြောက်စစ်တင်တဲ့တက်ခဲ့တဲ့အချိန်ကပေါ့အဲ့တော့ ကျွန်တော်အရှင်းမှာဘယ်လိုပဲတင်တဲ့တက်ခက်တက်ခက်ကျွန်တော်အရှင်းမှာကရင်ကရင်တီကိုစစ်တင်တဲ့တစ်ခါတက်ခက်ပြီးသွားပြီဒုတိယမှာစစ်တင်တယ်မှာကျွန်တော်အရှင်းမှာဘာပဲတက်ခက်တက်ခက်ကရင်စည်ရပြတင်တယ်မှာဖြစ်ဖြစ်ကရင်တက်ခက်ကြီးပဲဖြစ်ကရင်စည်ရပြူတာပဲဖြစ်ဖြစ်ကျွန်တော်ဘယ်လိုပဲတိခဲ့တိခဲ့တိခဲ့တာလေအကုန်ထားအားလုံးအသက်ပဲအော်သမင်းစားတဲ့နေ့မှာကျွန်တော်အပြစ်လေးတစ်ခုဖြစ်သွားတယ်ဘောနော်နောက်ကျတဲ့ဖြစ်ပါပဲဆိုတော့ ။ဘာမောက်မောက်ဆိုတာကညီကြီးပုံမှာဝင်ရောက်ပေါက်ကြတာမဟုတ်ဘူး။ကျွန်တော်ဒီလိုလေးပဲထောက်ပြရ။လေးပဲထောက်ပြရ။လေးပဲထောက်ပြရ။ပြီးတော့ကျွန်တော်တို့ကင်လာတဲ့တနတ်ဒီတနတ်ဒီရှိတယ်။ကျွန်တော်တနတ်မှာကလက်လို့တက်တာတနတ်ဒီမှာကင်ရတာပါ။ဆိုတော့ပေးမင်းတနတ်ဖင်ထော်ရတာတော့ဖင်ထော်ပြီးတော့ဒီလိုပေါက်ပေါက်ပြီးထားတာ။ကိုယ်ပြီးထားတာပေါ့ဗျာ။ဒီလက်တစ်ချောင်းနဲ့တနတ်ကိုကင်တယ်ဒီလိုရိုက်တယ်။ဖောင်းဒီစိတ်သွားတာ။သမင်းစောက်တော့ပိုကောင်းသွားတယ်။ ြစ်ပေးတယ်ဒါပေမဲ့ဒီနေ့ချိန်ထိသူတို့ပေးတဲ့အပြစ်ကိုကျွန်တော်ကျင့်တဲ့စွာခံယူနေစေဘာကြောင့်လဲဆိုတော့သူတို့ရဲ့ရင်ဘတ်ထဲကိုကျွန်တော်တို့မြင်တွေ့ရတယ်ကျွန်တော်တိုက်ပွဲတွေမှာမသေးအောင်ကျွန်တော်ရဲဘော်အချင်းချင်းကာကွယ်နိုင်အောင်မင်းတို့တိုက်ပွဲတွေမှာမင်းတို့ရဲဘော်အချင်းချင်းကာကွယ်နိုင်ရမယ်ပြီးတော့မင်းတို့အသက်ကိုမင်းတို့ပြန်ပြီးတော့ကယ်နိုင်ရမယ်ဒါမှလည်းပဲမင်းတို့ချစ်တဲ့မင်းတို့နိုင်ငံအတွင်းထဲမှာရှိတဲ့မင်းတို့ရဲ့မိသားစုဝင်တွေကိုမင်းတို့ ကတင်နိုင်မှာဖြစ်တယ်ကတင်မှာအာရန်ကုန်မန်လေးမြို့ပြဒေသတွေမှာပေါ့ဗျာအခုဆိုရင်ရန်ကိုပလောရိုက်နေတာအာပွဲတော်ပွဲတော်တွေနဲ့ပြီးတော့ရှိုးပွဲရှိုးပွဲတွေမှာချို့တော့ဘာမှရုံမှရှိနေတဲ့ကောင်းတယ်ဆယ်လီတွေပေါ့ဗျာငါစနူတွေလိုပဲကျွန်တော်သုံးပြတယ်အဲ့ဒီကောင်တွေကအာသူတို့ကိုဘိုက်ကော့စ်လုပ်တာအာသူတို့ကိုဝေဖန်တာသူတို့ကိုပြစ်တင်ရှုံချတာတော့တကောင်တွေကိုကြိုက်ဘူးပေါ့ ။ဟိုနေ့က G Fire ကျွန်တော်ပြောပါသေးတယ်။ဘိုင်ဝမ်းစိန်ခေါ်တယ်ဗောနသူ့ weapon နဲ့သူပြီးဆို။စကားပြောခြင်းတော့ရမှာမဟုတ်လိုက်ဘူး။ဟုတ်ပြီ။ဒီဘောက Julie AA ကိုစစ်မြေပြင်မှာမနိုင်တော့တဲ့အချိန်မှာအောက်တန်းကြစွာနဲ့ခွေးချင်းခွေးချံကြံပြီးတော့ဘုရားထုံးမြတ်နိုင်တဲ့ခေါင်းဆောင်တွေကိုလှုပ်ကြံတက်ဖြတ်ဖို့အတွက် သူတွေပုံမြင်စ조사နေခဲ့ကြတာကြာပါပြီဒါပေမဲ့ ULA A ရဲ့စနစ်ကြတယ်ဗောနော်ဒါလုံလုံရေး C ပြီးတော့ပြည်သူအပေါင်းရဲ့ဒါဝင်းပါဝင်ကူညီမှုဒါမှမဟုတ်ကျွန်တော်တို့ဒါဘုဇုံတုံးမြန်နိုင်ခြေရာလေးတစ်ခုကိုဒါဒါရန်ယူဝါသားတွေနေဗောနော်တော့ရောက်တွေ့ဆုံနေဓာတ်ပုံမှတ်တမ်းလေးတပုံထွက်ခဲ့ဘူးတယ်ဒါပေမဲ့အဲ့ဓာတ်ပုံမှတ်တမ်းရဲ့နောက်ခံ background မှာဗောနော်ကျွန်တော်တို့ဒါခြေရာနဲ့နမေအစိတ်ပိုင်းလေးအချုပ်ပါသွားတယ်အဲ့ဒီရွာကိုမကြခင်ပါပဲကျွန်ဖက်စစ်ကွတ်တက်က ဘုံလာကျဲသွားတယ်ဆိုဒီလိုအခြေအနေမျိုးတို့ကဘယ်လိုထုံးမြင့်နိုင်ရှိတဲ့နေရာကိုတို့ကဘုံကျဲတက်ဖြတ်ခြင်းတာအစဖြောက်ခြင်းတာဘလို့မှတို့ဘယ်လိုလဲကြိုးစားကြိုးစားနောက်ကရနေတိုးတိတ်ကြိုးစားကြံစီနေခဲ့တာကြာပြီအဲ့လိုကြိုးစားကြံစီမှုကတို့အရာမရောက်သေးဘူးတို့မအောင်မြင်သေးဘူးဒါကြောင့်အခုဆိုရင်တော့အချို့သောဒေသခံတွေကို မလုံးများစွာပေးပြီးတော့အသုံးချနေပြီလို့ကျွန်တော်သိရရှိထားတာဖြစ်ပါတယ်။အရန်စိုးရင်စရာကောင်းတဲ့အခြေအနေပါ။ဒီကောင်နေရယောက်ျားမဟုတ်တော့ဒီကောင်နေရလူလည်းမဟုတ်တော့ဒီကောင်နေရခွေးတိစံတဲ့အောက်တန်းကြားတဲ့သူဖြစ်နေပြီဆိုတာကိုကျွန်တော်တို့အားလုံးတွေ့ခဲ့ပြီးဖြစ်ပါတယ်။ကျွန်တော်ဒီနေ့ရဲ့ကာလတွေမှာအာဆီယံအစည်းအဝေးကိစ္စတွေပါနောက်ပိုင်းပြီးသွားတဲ့အချိန်ပေါ့နော် ဒါဥရောပနိုင်ငံအသီးသီးကနေပြီးတော့လက်ရှိရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လုံးဝကိုသိမပြုတ်ဘူးဆိုတဲ့အကြောင်းလေးကိုစက်တိုက်ဖော်ပြခဲ့တာယေရှုတမန်တယ်ယေရှုတမန်တယ်ကွာသူကွာသားတွေနိုင်ငံနိုင်ငံကြီးတွေကျွန်တော်တို့မြန်မာနိုင်ငံတိတိလေးကိုအမီးရောခံဖြစ်နေတာကြားပါဘာကြောင့်ကျွန်တော်တို့နိုင်ငံအမီးရောခံဖြစ်နေတာလဲတကယ်တော့အမီးရောခံထိုက်တဲ့နိုင်ငံမဟုတ်ပါဘူးတရုတ်ကြောင့် တရုတ်ကကျွန်တော်တို့နိုင်ငံအပေါ်မှာဂုတ်ခွစီးထားတဲ့အတွက်တရုတ်နဲ့ရှင်ပြန်ပြီးတော့ပေါဝင်ပတ်သက်ဖို့နိုင်ငံတော်တော်များများကစဉ်းစားကြတဲ့အခြေအနေဖြစ်နေတာပါဟုတ်ပြီတရုတ်ဟာလည်းပဲကျွန်တော်တို့နိုင်ငံကိုဂုတ်ခွစီးထားသလိုကျွန်တော်တို့နိုင်ငံတွင်းမှာရှိတဲ့အကျိုးစီးပွားမှန်တဲ့မြောက်ကိုမောင်းပိုင်စီးထားသလိုကမ္ဘာကြီးကိုပါလိန်လေ ဖြာယောင်သွေးဆောင်တဲ့ကြားဖြတ်လုပ်ငန်းတွေနဲ့ပါကျွန်တော်တို့နိုင်ငံအတွင်းထဲမှာရှင်သန်ကြီးထွားစေခဲ့တာပါတရုတ်ဆိုရင်တရုတ်နိုင်ငံသားတွေအကုန်လုံးမကောင်းပြောနေတာမဟုတ်တရုတ်မှာရှိတဲ့မာဖီးယားအချို့ဟောဆောင်မှန်အချို့ပြီးလုပ်ရက်တွေအောင်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကတကယ့်ကိုစုတ်ပြတ်တက်နေတဲ့ခဏအချိန်ထိဟုတ်ပြီဂျိုင်းတို့လာဝကကနေပြီးတော့ ဂျာပြန်ခေါင်းဆောင်အချို့အပါဝင်ဒီဂျာပြန်တရုတ်တွေကိုတိန့်ထောင်နဲ့ချီရယူပြီးတော့မှတ်ပုံတွေအတုတွေပတ်စပို့အတုတွေနေချင်းပြီးဆောင်ရွက်ပြီးတော့သူတို့ကိုမြန်မာနိုင်ငံအတွင်းနဲ့ကနေပြီးလော့စီစဉ်ပြီးနေကြတယ်ခနေ့ကျွန်တော်သတင်းပြောနေတဲ့အချိန်ထိလည်းလော့ကင်ပြီးနေစေဖြစ်တယ်လို့သတင်းတိကျရရှိတာဒီမှာနေအတုနဲ့ပတ်သက်ပြီးတော့ passport အတုနဲ့ပတ်သက်ပြီးတော့အတုတော့မဟုတ်ဘူးเนาะကျွန်တော်ရင်သားဆုံး မြန်မာနိုင်ငံလောက်အောင်ကလူဝင်မှုကြီးကြပ်ရေးကိုနိုင်ကောထုတ်ပေးလိုက်တာအတုမဟုတ်ဘူးအစ်စ်တရားမန္တလေးမှာရှိတဲ့တရုတ်တွေအကုန်လုံးကမြန်မာနိုင်ငံသားမှတ်ပုံတွေကင်တာလာကြားလာအချို့မြန်မာနိုင်ငံသားတွေတောင်းရင်လာရင်နဲ့ကြပြောက်သွားလို့မှတ်ပုံတွေဒါပါမို့ပျက်စီးသွားလို့ဆုံးရှုံးသွားလို့အမျိုးမျိုးပျောက်ပြက်နိုင်တဲ့အခြေအနေတွေအများကြီးရှိတယ်မြန်မာနိုင်ငံသား တ်ပုံတွေယုံမှာသွားလှုပ်ပတ်စံမပိုင်မှတ်ပုံတွေလှုပ်လို့မရကိုမှတ်ပုံတွေပျောက်သွားလို့နော်စင်းရှိပြီးသားမြန်မာနိုင်ငံသားမှတ်ပုံတွေနံပါတ်တော်မှတ်မိပြီးသားမြန်မာနိုင်ငံသားအဖေလဲငုတ်တို့အမေလဲငုတ်တို့ရှိပါတယ်ဆိုတော့မြန်မာနိုင်ငံသားလောကယုံကိုသွားပတ်စံမပိုင်မှတ်ပုံတွေလှုပ်ရမရအဲ့ဒါမြန်မာနိုင်ငံသားတွေရဲ့လက်ရှိဖြစ်ပျက်ကျောင်းမိသားစုဝင်တွေအားလုံးသိပါတယ်တော်ဆူဆူဝါဆူဆူပြပြပါအနာမစက်တဲ့အနာသိမ့်နောက်ပိုင်းမှာ ဘသူတွေကထခုံပြီးတော့ပြောလဲကျွန်တော်ရဲ့မိသားစုအာနာယူအကျွန်တော်ဖတ်စစ်တက်ခွေးတက်နဲ့အပေါင်းအပါတိုက်တွေကခထခုံပြီးတော့ပြောတာဘာကြောင့်လဲဟာသူတို့တေဝင်ခိုးရပြီလေသူတို့တေဝင်တဘိုးနှင်းအောင်မဟာရာကြီးသားတော်၎င်းစားလို့ရပြီတောက်လို့ရပြီသူတို့ငွေကိုလူသူရှာလို့ရပါဘူးအာနာယူနဲ့ပေါင်းပြီးတော့ဒါကြောင့်အာနာရှင်တွေဟာရသပြည်သူတွေအုပ်ချုပ်တယ် ဒီမိုကရေစီကိုလုံးဝမလုပ်လာတာ။ကျွန်မဒီသားစုဝင်မြန်မာနိုင်ငံတွင်းမှာရှိတဲ့သူတွေဟာရောက်ကအုပ်ချုပ်ရေးမှူးကြီးအောင်အုပ်ချုပ်ရေးမှူးစေအုပ်မှူးဂျိုင်မှူးအဲ့ဒီအောက်ခြေအတိုင်းကပဲမျှော်ကြည့်လိုက်အကုန်လုံးကွက်ကွင်းပြင်တွေ့ပြီးသွားပြီ။ဟုတ်ပြီ။အဲ့တော့တရုတ်တွေကိုမြန်မာနိုင်ငံသားမှတ်ပုံတင်အစ်စ်တွေထုတ်ပေးတာနော်။ passport နဲ့မြန်မာနိုင်ငံက passport ရှုံးက မြန်မာနိုင်ငံသားမှတ်ပုံတွေထွက်သွားတဲ့အတွက်ဒီကောင်တရုတ်မှန်းသိတယ်ဒါပေမဲ့ passport ထုတ်ပေးတယ်အဲ့ဒီ passport ရဖို့အဲ့ဒီမှတ်ပုံတွေရဖို့တိန်းထောင်နဲ့တောင်းနဲ့ချီပြီးတော့300 level တရုတ်ကြားဖြန့်တော့က AC ပြီးကြတဲ့ post ရက်တွေမှာကျွန်တော်ကင်းပြည်နယ်အတွင်းမှာမတည်ငြိမ်ဖြစ်တဲ့အခါမှာကြားပြန်အချို့ကထိုင်းဘက်ကိုတောင်းရင်ကူးပြီးတော့ပြန်ဖြတ်ပြေးကြတယ် တော့သူတို့အိတ်ချောင်းမှာပါလာတာတွေကဘတ်ဝင်ကိုအစည်းလိုက်အစည်းလိုက်အာဘတ်ဝင်ထောင်းတယ်နော်ဆလာအိတ်တွေမှာအများကြီးဒါတော့အရှိန်ရောသွားတာတွေလည်းအများကြီးဆိုတော့တမလုံးကိုပတ်လိမ်နေတာဗျာအရင်တော့ကတော့တရုတ်ချင်းချင်းလိမ်ကြတယ်ဘာညာဆိုပြီးတော့အတန်ထွက်တယ်အခုကဥရောပနိုင်ငံသားတွေရောအရှိတောင်အာရှတွေရောတကဘာလုံးကိုပတ်လိမ်နေအဲ့ဒီရထားတဲ့ပတ်စံတွေကနည်းမှမနေတာအဲ့ဒီလိုအခြေဘလို့စီးစင်းလဲသူတို့ဘလောက်ပေါင်မှာ ွဲဝချမ်းသာလဲဆိုတာကျွန်တော်တို့လုံးဝခံမဲ့လို့မရဘူး။ KNU မှာ KNU တော်လှန်ရေးကောင်းကောင်းမွန်မွန်လုပ်လို့မရတာကြားဖြန့်တရုတ်မာဖီးယားတွေကြောင့်ဖြစ်ပါတယ်။အခုကြားဖြန့်ကိုကာဝယ်ပေးနေတဲ့ BGF Sochit တူရဲ့အဓိကအကြံပေးပုံကိုတွေကလည်းတရုတ်မာဖီးယားကြားဖြန့်ခေါင်းဆောင်တွေဖြစ်တယ်။ ီလိုမျိုးစုတွေနဲ့ပတ်သက်ပြီးတော့ဓာရီဓာရီလုပ်ဖို့ဓာရီဓာရီဒီလိုမျိုးစီစဉ်ဖို့ဗျာ24နာရီမီလင်ရရှိဖို့အတွက်လုံလုံရေးကိုဘယ်လိုလုပ်ကမဲပြီးတော့ရွှေကိုကိုကိုဘယ်လိုမျိုးကာဝယ်ရမယ်ရွှေကိုကိုရဲ့စီမစီကံတွေကိုဘယ်လိုချမှတ်ကမလဲဆိုတဲ့အရာတွေဟာစဉ်းစားကြည့်လေသူတို့မလုပ်တတ်ဘူးအင်တာဗျူးတွေမှာတော့သူတို့တော်တော်ရေထပ်ထပြေးတာအချားပြန့်ဆိုတာဘာလဲရှီချင်းဖြင့်ဆိုတာဘာလဲဆိုတော့တော့မှသူတို့ကောင်းကောင်းမသိကြဘူးအဲ့ဒီမှာရှိတဲ့ခေါင်းဆောင်တွေ ပြီးရင်လက်နက်ကင်တော်လန်ရေးအမေရိကန်အ PGF DGBA ဟုတ်တယ်နော်ကျွန်တော်မိသားစုဆိုတော့သူတို့ကိုအဓိကအကြံဉာဏ်ပေးနေပြီးတော့သူတို့ကိုဂိုင်လိုင်းပေးနေတာကအနောက်ဘက်ကတရုတ်မာဖီးယားခေါင်းဆောင်တွေဖြစ်တယ်သူတို့ကလည်းကဘာဘောမပတ်လည်နေတာဗျာအကျိုးလက်နက်ကင်ထားတဲ့ခေါင်းဆောင်တွေကဖုန်းစမတ်ဖုန်းတစ်လုံးတော့မှကောင်း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 မွန်မွန်ကွန်ထရိုးမလုပ်နိုင်ဘူး ကိုယ့်ရဲ့ Facebook account ကိုယ့်ရဲ့ Telegram ကိုယ့်ရဲ့ TikTok account တော့မဖွင့်တတ်တဲ့သူတွေအများကြီးဘလို့ကြောင့်သူတို့တွေဒီလိုအခြေအနေမျိုးထိရှင်သန်နေတာလဲအနောက်မှာကျိုးကင်နေတဲ့သူတွေဖြစ်တယ်အဲ့ဒီသူတွေကလည်းတရုတ်ခေါင်းဆောင်ပိုင်းတွေဖြစ်တယ်ကျွန်တော် AKNU နဲ့ကျွန်တော်တို့ဒီတော်တော်ဒီကောင်ဝေးတက်ဖွဲ့ PDF တွေပေါ့နော်အမင်းတို့ဘာမှလုံးလုံးမရဘူးအချို့ဝေဖန်ကြပါလားကျွန်တော်လက်ခံပါတယ်ကျွန်တော်လက်ခံပါ ေးနေမြေမှာဒါတွေမျိုးဖြစ်အောင်လည်းပဲကရင်တဲကိုကြားဖြန့်တွေ့ရရောက်ရှိနေတာဟုတ်ပြီဒီလိုပြုလုပ်ပေးလိုက်တဲ့ကျွန်တော်တို့ဒီမြောက်ပိုင်းကပေါ့နော်ကုကန်ခေါင်းဆောင်ဘိုင်းတူရဲ့ညီဖြစ်တဲ့သူပါတဲ့2023ခုနှစ်နောက်ပိုင်းမှာချက်သိန်းပေါင်း1500ရယူပြီးတော့မှတ်ပုံတင် passport အတူကိုနေချင်းပြီးဆောင်ရွက်ပေးခဲ့တာအဲ့ဒီတော့အဲ့ဒီကြားဖြန့်ခေါင်းဆောင်ပါတဲ့မှတ်ပုံတင်အတူနဲ့ ကျွန်တော်တို့ passport အတုကိုကန်ပြီးတော့ဂျောနိုင်ငံအတွင်းကနေပြီးတရံဝင်လေရင်ကြီးစီးပြီးတော့ထွက်သွားတာဖြစ်ပါတယ်။နောက်ကိုလေနဲ့ ACC ပြည်တာပါ။တကယ်တမ်းကတရုတ်ကအလိုရှိနေတဲ့ကောင်းလေလဝကကလုံးဝကိုလက်စားပြီးတော့စားစားတဲ့အတုနဲ့လွတ်အောင်လုပ်ပေးလိုက်တာပါ။အခုထိလည်းတရုတ်တွေကို passport တွေမှတ်ပုံတွေအတုတွေကိုလုပ်ပေးနေစေဖြစ်တယ်လဝကကနော်။ ဆိုတော့မြန်မာနိုင်ငံသားမဟုတ်တော့မပုံတင်အတုပေါ့ဗျာအဲ့လိုသုံးလုံးတာပါ passport ဆိုလည်းအတုပါကျွန်တော်ရှင်းပါလဲပြောပြတာလာဝကထုတ်တယ်ဆိုတာတကယ်မပုံတင်အစစ်တီ passport အစစ်တီပါပြီးတော့ကျွန်တော်တို့လေကြောင်းကနေပြီးတော့ထွက်သွားတာဒီ passport ကင်လာတဲ့ဒီကောင်လေးလာဝကနဲ့အကျံဖက်စစ်ခွေးတက်ကအာနာပိုင်းနေအကုန်ပေါင်းပြီးတော့လပေးလက်ယူလုတ်ခဲ့တာဖြစ်တယ်ကျွန်တော်မိသားစုရှင်းရှင်းလေးပါ မသူတို့မသိကြအကြောင်းကိုမရှိတာဟုတ်ပြီသူတို့ကနေချင်းပြီး passport တွေမှတ်ပုံတွင်နေလောက်နိုင်နေနေချင်းပြီးနော်ကျောင်းမြန်မာနိုင်ငံသားတွေနေချင်းပြီးလုပ်လို့ရတာလုပ်လို့ရဘူးတဲ့သူရှိတယ်ဆိုတော့ try video comment မှာရေးပေးခဲ့ပါကျွန်တော်ကိုနိုင်ရတည်ရတဲ့အကြောင်းအရာမို့လို့တိုင်းရင်းသားတွေဆိုပို့ဆိုးတယ်အချို့တိုင်းရင်းသားတွေစကားဝဲတယ်ဗျာမြန်မာစကားကောင်းကောင်းမတတ်ဘူးဗျာတောင်ပေါ်ဒေသမှာရှိတဲ့သူတွေဟိုဝင်းလန်ခေါင်တည်တဲ့နေရာတွေမှာရှိတယ်ကျွန်တော်တိုင်းရင်းသားတွေ လုံးဝကောင်းနေ special ရစ်တာအချို့ဆိုတနေဟိုလာဆောင်နေတက်ကြီးတဲ့လူတွေထမင်းလည်းမစားရဟင်းလည်းမစားရဘာလို့လို့လို့မမသိဟိုလူကြည့်လိုက်ဒီလူကြည့်လိုက်ဟိုလူလည်းညို့ထိုးဒီလူလည်းညို့ထိုးဟိုယုံငန်းဝင်ခိုင်းလိုက်ဒီယုံငန်းဝင်ခိုင်းလိုက်အဲ့ဒါလည်းပတ်စံလည်းယူသေးတယ်နော်လက်လည်းယူတယ်ဒါပေမဲ့မလုပ်သေးတာအဲ့တော့နေချင်းပြီးလုံနိုင်တဲ့မပုံတင်နဲ့တွဲရပါ passport ပြီးရကျွန်တော်မြန်မာနိုင်ငံသားတွေပဲကျွန်တော်ရဲ့ video ကိုကြည့်နေရင် comment လေးပဲရေးပေးခဲ့တာဒါပေမဲ့ တရုတ်ကြားဖြန့်တွေကနေချင်းပြီးပတ်ပုံနေရော passport ရောရတယ်။ပြီးရနဲ့ချက်ချင်းပဲနိုင်ငံသားကိုတရုတ်ဝင်ထွက်ခွာသွားကြတယ်မြန်မာနိုင်ငံသားတွေမြန်မာနိုင်ငံသားမပုတ်နေတဲ့မြန်မာနိုင်ငံသား passport ကင်ထားတယ်မြန်မာနိုင်ငံသားအမိခံကမ္ဘာလူလိန်ဂိုင်းကြီးဖြစ်နေတာဟုတ်ပြီကြားဖြန့်ကြားဖြန့်နေလို့ဆိုလို့ကျွန်တော်မိသားစုပြောပါ ဂေါနီယာကျွန်တော်နိုင်ငံအတွင်းမှာရှိတဲ့ကျွန်တော်လူငယ်တွေကိုအသုံးချနေတယ်။ကဘာကြီးကိုလိမ်မှုတွေ။ကျွန်တော်နိုင်ငံအတွင်းမှာရှိတဲ့လူငယ်တွေအလုံးမဲ့အကင်မဲ့တမဲရိုးချလုတ်အကင်ဝန်တန်းဘာတစ်ခုမှအဆင်ပြေ။ဆိုတော့အခုလူငယ်တွေကလည်းထဲလန့်လန့်ရှိလာတယ်။နိပညာပိုင်းတွေလည်းထိမိခောက်မိလာတယ်။ဆိုတော့ငွေလွယ်လွယ်ရမယ့်လုပ်ငန်းမျိုးတွေကိုအချို့မိဘတွေကပါခွင့်ပြုပြီးတော့လုတ်ခိုင်းနေကြတာဖြစ် ဂျပန်ကဂျပန်ကကမ္ဘောဒီးယားမှာကျွန်တော်တို့မြန်မာနိုင်ငံသားကြားဖြန့်လုတာပေါင်းထောင်နဲ့တောင်းနဲ့ချီပြီးတော့ရှိတယ်ဆိုတော့စတန်သတင်းကြီးမြင်လဲထွက်လာအဲ့ဒါအမှန်တရားတွေပါတမန်တော်နိုင်ငံမှာတော့အဲ့လောက်ထိကြားဖြန့်မြန်မာနိုင်ငံသားလုတာတွေအများကြီးရှိနေတယ်ဆိုကျွန်တော်တို့နိုင်ငံတွင်းထဲမှာရှိတဲ့မြန်မာနိုင်ငံသားလုတာအဖြစ်အုံချခံနေရတဲ့ကဘာကြီးကိုလိန်ခိုင်းနေတဲ့လိန်ခိုင်းခံနေရတဲ့ကြားဖြန့်ကြုံတွေဘယ်နှယောက်တောင်ရှိမလဲမှန်လားမှန်စားကြည့်ပါကျွန်တော်မိသားစုဝင်နေဟုတ်ပြီ ချော့ပိုင်းသားတွေဆိုရင်စကားမတက်ဘူးပို့ပြီးတော့ဆိုတယ်။အော်လေငေါက်ခံရတယ်မနက်ခင်းစောကြီးကတော့လာမှာဟိုနေ့လာခဲ့ဒီနေ့လာခဲ့တခါလေအဖိုးကြီးအဖွားကြီးတွေဗိုက်စာလုံးလုံးတဏီကုန်ထိုင်ဆောင်နေရတာမျိုးမျိုးဖုံဖုံဒုက္ခကြီးစွာခံစားခဲ့ရတယ်။အဆန်ပေးနိုင်တဲ့သူကိုကြတော့ရန်ကောင်းတယ်မပေးနိုင်တဲ့သူတွေကတော့မကောင်းဘူးမပုံရင်လဲမယ်ဆိုရင်တော့မှတလားလောက်ကြတယ်9သိန်း9သိန်း10သိန်းပေးရပါတယ်။ဒါကမြန်မာနိုင်ငံသားဒါလက်ရှိပေါ့နော် ဖြစ်နေတဲ့အကြောင်းအရာတွေကိုသူတို့သတင်းပေးပို့ထားတာဖြစ်ပါတယ်ကျိုင်းတို့မြို့နဲ့လောက်ကမူဦးဝင်းကျော်သူမှာတဲ့ကျိုင်းတို့မြို့မှာ၄နှစ်ကျော်ကြာမြင့်ပြီးတဲ့အထက်လူကြီးတွေကိုပေးကမ်းနိုင်တဲ့အတွက်အနေကြာနေတာဖြစ်တော့လောက်ကသတင်းအကြီးမြတ်ကဖော်ပြထားပါတယ်။ဟုတ်ပြီကျောင်းမိသားစုဝင်နေ။ကျောင်းနိုင်ငံလက်ရှိဖြစ်ပျက်တွေပါ။ကျောင်းမိသားစုဝင်။ကျောင်းဒါတွေကိုပြင်ဆင်ဖို့ဒါတွေကိုပြောင်းလဲဖို့ကျောင်းနိုင်ငံရဲ့အနာဂတ်ကလေးငယ်တွေ လူလိန်တွေတပါတော်သူတွေကြုံအဖြစ်အတုံးချမခံရဖို့ကျွန်တော်အားလုံးကတောင်းဝန်ရှိပါတယ်ဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာကျွန်တော်မိသားစုဝင်တဦးချင်းစီတိုင်းဘောကြောင့်နှစ်သက်မယ်လို့မျှော်လင့်ပါတယ်နောက်လာတဲ့ view ကိုဒီချက်ပိုကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ်လနဲ့ပေးစပေးကမိကြောင်းနေတဲ့ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိသားစုဝင်တဦးချင်းစီတိုင်းဘင်းနဲ့ကင်းရှင်းပါတယ်လေးလေးနဲ့စတောင်းရင်းနဲ့ကျွန်တော်ရေပေါ်ရှမ်းလိုက်ပါဗျာ